ဖလပိုင်သမရဟောင်းရိုဒရီကိုဒူတာတင်းရဲ့ခုခံရှောင်းလင်းရေးအဖွဲ့ဟာဒူတာတင်းကိုတခြားအမည်ဖော်ပြမထားတဲ့နိုင်ငံတနိုင်ငံကိုသွားခွင့်ရဖို့ယာယီလွှတ်ပေးဖို့အတွက်နိုင်ငံကရာဇဝတ်မှုတရားရုံး ICC ကိုရှောက်ထားခဲ့ပြီးတရားစီရင်မှုကိုစန့်ကျင်ကန့်ကွက်မှာမဟုတ်ကြောင်းဖော်ပြခဲ့ပါတယ်။အသက်၈၀အရွယ်ဒူတာတင်းဟာသမရဖြစ်တာဝန်ထမ်းဆောင်ခြင်းကလူဝါများစွာတည်ဆုံးစေခဲ့တဲ့မူရစ်စေဝါတိုက်ဖျက်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွေကျူးလွန်မှုနဲ့စွပ်စွဲခံထားရပါတယ်။ဇွန်၁၂ရက်မှာဒူတာဒီရဲ့ရှင်းနေတွေကတရားရုံးရဲ့ website ကိုတင်ခဲ့တဲ့ရှောင်းလဲချက်မှာအမည်ဖော်ပြထားခြင်းမရှိတဲ့နိုင်ငံတနိုင်ငံဟာဒူတာဒီကိုလက်ခံဖို့မူအရသဘောတူညီမှုရရှိထားကြောင်းရေးသားဖော်ပြခဲ့ပါတယ်။ ICC ရှင်းနေတွေကတော့ဒီတောင်းဆိုချက်ကိုမဆန့်ကျင်ဖို့သဘောတူခဲ့ကြောင်းရှောင်းလဲချက်မှာဖော်ပြခဲ့ပြီးမလ14ရက်မှာဒူတာဒီရဲ့ပထမဆုံးအကြိမ်ကြားနာစစ်ဆေးမှုခံယူခြင်းအတွင်ယာယီလွတ်ပေးမယ့်အကြောင်းအရာကိုဆွေးနွေးခဲ့ကြောင်းဒူတာ ာဒေးရဲ့ရှင်းလင်းတွေကဖော်ပြခဲ့ပါတယ်။